ဒီတော်လှန်ရေးပေါ်မှာလူလူကဘာမျှော်လင့်လဲဆိုတော့ကျမတို့ကောင်းကောင်းသိတယ်။ဒါစနစ်ပြောင်းတာကိုကျွန်တော်စစ်တပ်နိုင်ငံရေးကထွက်သွားတာကိုလိုချင်တယ်။မင်္ဂလာပါဝန်ကြီးခင်ဗျအခုလိုမျိုးပြည်ပစပရင်ကိုအင်တာဗျူးလက်ခံပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ကဲ့ပါ။မလေးရှားဝန်ကြီးချုပ်နဲ့ NUG ပြည်တော်စုဝန်ကြီးချုပ်တို့ရဲ့တွေ့ဆုံမှုကဘလို့ဒိဗယ်ဆောင်ပါတယ်လဲ။ဘာထူးခြားပါလဲခင်ဗျ။ဟုတ်ကဲ့အဲအဓိကတော့ဒီတွေ့ဆုံမှုက အဲတစ်ချက်ကတော့ဒီကာလကဒီနှစ်ကပေါ့နော်ဒီမလေးရှားကအာဆီယံဥက္ကဋ္ဌအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေတဲ့အချိန်ဖြစ်တယ်။အဲဒါအပြင်မှာအခုလက်တလောဟိုဖြစ်သွားရဲပေါ့နော်ငလျင်ပေါ့ဒီငလျင်အခြေအနေကလည်းပဲကျွန်တော်တို့မြန်မာပြည်မှာရှင်းနှစ်နေပြီးသားပေါ့နော်အဲဒီစစ်ဘေးရှောင်နေအဲဒီ IDPC ရဲ့အခြေအနေကိုပို့ပြီးတော့ထက်လောင်းပြီးတော့ပေါ့လေနော်တဘာဝဘေးအန္တရာယ်ကြောင့်ကြုံတွေ့ရတဲ့ တယ်ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်အခြေအနေတစ်ခုလို့ဖြစ်လာတာပေါ့ဖြစ်လာတဲ့အခြေအနေမှာအာကျွန်တော်တို့နိုင်ငံတကာကိုလည်းအဲအကူအညီတောင်းတာတွေရှိတယ်အာဆီယံအပါအဝင်ပေါ့လေနိုင်ငံတကာလို့ပြောလို့ရှိရင်အင်းနီးနာချင်းတွေအပါအဝင်ပေါ့ဆိုတော့ဟိုဒါကဘာကလည်းပဲအဲအာယုံဆိုင်เสียဖြစ်သွားတယ်ပေါ့နော်ဒီဒီငလျင်ပေးကြောင်းဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဆက်သွယ်ဆောင်ရွက်နေရင်းနဲ့ခုနကအခုဒီလိုအရေးကြီးနေတဲ့အခြေအနေမျိုးမှာအ အာပေါ့နော်ဒီသက်ဆိုင်ရာဒီအာဆီယံခေါင်းဆောင်နေနဲ့ကျွန်တော်တို့ဘက်ကလည်းခေါင်းဆောင်များနဲ့စကားပြောဖို့လို့အာလိုအပ်တယ်ဆိုပြီးတော့အာဟိုကျွန်တော်တို့စာရေးသားပေးဖို့တဲ့အနေအထားမျိုးမှာနှစ်ဖက်သဘောတူပြီးတော့ဖြစ်လာတာပေါ့နော်အဲတုံတုံညီမှုမှလည်းဘာသွားရှိလဲဆိုတော့အဲဗမာပြည်ကိုလည်းပဲဒါသူတို့ဟိုမလေးရှားနိုင်ငံနိုင်ငံကြီးဝင်ကြီးရဲ့နော် ကျွန်တော်တို့အင်းနီနာချင်းဒီထိုင်းကနိုင်ငံကြီးဝင်ကြီးရဲ့တွားရောက်ခဲ့တာရှိတယ် ွားရောက်ပြီးတော့ခုနငလျင်ကိုအကြောင်းပြုပြီးတော့ပေါ့သွားရောက်ခဲ့တာပေါ့နော်သူတကယ်တကယ်ကကျတော့ငလျင်မဖြစ်လဲအာဆီယံချဲအနေနဲ့ကတော့မြန်မာအရေးကိုနော် different stakeholder ပေါ့အကျိုးသက်ဆိုင်သူအားလုံး ਨੇ တွေ့ဆုံရမယ်ဆိုတာသူရဲ့လုပ်ငန်းတာဝန်လည်းဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီလုပ်ငန်းတာဝန်မှာမှအခုထပ်ဆောင်ပြီးတော့အာဒီတဘာဝဘေးအန္တရာယ် နဲ့ကြုံတွေ့လာတဲ့အနေအထားမျိုးမှာပိုပြီးတော့ဒီ humanitarian နဲ့ပတ်သက်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်ချက်ကကြီးမားကျယ်ပြန့်လာတယ်ပေါ့နော်ကျယ်ပြန့်လာတယ်အဲဒါကြောင့်ဒီအခြေအနေမှာတွေ့ဆုံကြတဲ့တွေ့ဆုံဆွေးနွေးမှုအနေအထားဖြစ်ပါတယ်တွေ့ဆုံမှုမှာအဓိကဘာတွေဆွေးနွေးခဲ့ပါလဲအဓိကတော့အချက်နှစ်ချက်ပါပဲတစ်ချက်ကခုနပြောတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်ချက်တွေကအဲစစ်ကောင်စီရဲ့စိုးမိုးထိန်းချုပ်ဒေသ ဒီမာတွေမကောက်ဘူးပေါ့နော်ကျမတို့တော်လှန် NUG အပါဝင်တော်လှန်ရေးအင်အားစုတွေရဲ့စိုးမိုးထိန်းချုပ်ဒေသတွေမှာလည်းပဲလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်ချက်တွေကကြေကြေပြန့်ပြန့်ရှိနေတာပါလိုအပ်ချက်တွေအများကြီးရှိနေတယ်ဆိုတော့ဒီအပေါ်မှာ humanitarian principle တွေနဲ့အညီပေါ့နော်ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့အလို့အဆုံနေရာတွေကိုထိတိယောက်ယောက်ထောက်ပံ့နိုင်ဖို့လို့အတွက်ရည်ရွယ်တယ်ရည်ရွယ်ချက်တစ်ချက်ပေါ့ဒီအကြောင်းရပါတယ်အဲနောက်ဒုတိယတစ်ချက်ကဟုတ်ပြီအဲ့ဒီလိုမျိုး humanitarian assistance ပေးမယ်ဆိုလို့ရှိရင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအတွက်လာရောက်ကြတဲ့ နိုင်ငံတကာကအဖွဲ့အစည်းတွေအကူအညီပေးရေးအဖွဲ့တွေရဲ့လုံခြုံရေးပေါ့နော်လုံခြုံရေးအဲဘာဖြစ်လို့လဲဆိုတော့ကျမတို့ကတော်လှန်ရေးဖြစ်နေတာ哦နော်သူတို့အမြင်ကတော့ပြိပခါပေါ့ကျမတို့အမြင်ကတော့တော်လှန်ရေးပေါ့နော်ဆိုတော့ဒီအခြေအနေဖြစ်နေတဲ့အနေအထားမျိုးမှာအဲဒီလိုလာရောက်ကူညီတဲ့သူတွေရဲ့လုံခြုံရေးအတွက်ဆိုလို့ရှိရင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအတွက်ပေါ့နော်အာဒီအပြစ်ခတ်ရက်စဲရေးလို့ဖို့လို့လို့မလားပေါ့နော်လိုမယ်ဆိုရင်ဘယ်လိုနေရာတွေမှာဘယ်လိုလောက်ကြမှာလဲအဲ့ဒါတွေထီတော့ကျမတို့မရောက်သေးဘူးမရောက်သေးဘူးဒါပေမဲ့ အဲဘယ်နေရာအကူညီပေးဝန်ထမ်းတွေပေါ့နော်တာဝန်ထမ်းဆောင်နေတဲ့သူတွေအတွက်အလုံးကြုံရေးပေါ့အဲ့ဒီအလုံးကြုံရေးကိစ္စတွေကိုကျွန်တော်တို့အဓိကဥတည်ပြီးတော့ပေါ့လေဆွေးနွေးဖြစ်တဲ့သဘောဖြစ်ပါတယ်အခုလိုတွေးဆမှုရဲ့နောက်ွယ်ကအကြောင်းတရားကဘာကြောင့်မလို့သုံးသပ်မိပါလဲခင်ဗျဟုတ်ကဲ့အဓိကအချက်ကတော့အနည်းဆုံးနှစ်ချက်ရှိတယ်လို့ကျွန်မမြင်တယ်ပေါ့နော်တိအချက်ကတော့ဒါမြေပြင်ထိမ့်ချုပ်မှုလက်တွေ့ကြတဲ့အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်အားလုံးမြင်သာထင်သာ ရှိတဲ့အနေအထားပေါ့နော်တိကျက်ကစစ်ကောင်စီကိုနိုင်သည်ပင်လျင်သူထိန်းချုပ်ပါတယ်လို့ဒေသတွေမှာဖြစ်သွားတဲ့ နော်ဒီလို disaster ကိုစီမံခန့်ခွဲတဲ့နေရာမှာသူ့ capacity ကိုမြင်ရတယ်သူ့ရဲ့ um ပြောရရင်တော့ဟို political will ပေါ့နော်စီမံခန့်ခွဲမှုအရေးအသွေးကိုမြင်ခဲ့ရပြီဖြစ်တယ်ဒါတစ်ချက်နောက်ဒုတိယတစ်ချက်ကကျမတို့ဆိုမိုတင်းချုပ်ဒေတာတွေမှာ ကျမတို့လူလူကိုကျမတို့ကအကူအညီပေးလို့တဲ့နိုင်ငံရေးအာသီသစိတ်ဆန္ဒအမြဲတမ်းရှိတဲ့အတွက်ဒီဟာကိုကျမတို့အခက်အခဲတွေကြားတဲ့ကနေပြီးတော့ကျမတို့အလုပ်ကင်ဆောင်ရွက်နိုင်တာတွေ ရှိတယ်ပေါ့နော်ဆိုတော့ဒီဟာဒီပုံမှာလည်းအခြေခံတာတစ်တစ်ချက်ကတော့ပြောရရင်တော့လက်တွေ့ပဂရိအခြေအနေပုံမှာအခြေခံပြီးတော့ဒီလိုတွေ့ဆုံမှုတွေကဖြစ်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်ဒုတိယတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကဘာလဲဆိုတော့ခါကြတော့သူတို့မှလည်းနိုင်ငံရေးအာဂျန်ဒါတော့ရှိတာပေါ့နော်ပြောရလို့ရှင်တော့ဒီဟာကိုအကြောင်းပြုပြီးတော့ inclusive dialogue တို့ဘာလို့ကိုများ အပွင့်သွားမလားအလုံးလို့ရမလားဆိုရဲစဉ်းစားချက်လဲပါမယ်လို့တော့ဒါထုတ်ဖို့မပြောပြင်မဲ့ပေါ့နော်ဒါမြင်နေရတယ်ပေါ့နော်ဆိုတော့အဲ့အခြေခံအကြောင်းနှစ်ချက်ကြောင့်အဲကျမတို့ ਨੇ ဟိုကောပေါ့လေဒီစစ်ကောင်စီ ਨੇ ရောဆက်သွယ်ဆောင်ရဲ့လာတဲ့အနေအထားရှိတယ်လို့တော့ကျမတို့မြင်ကြည့်လို့ရပါတယ်အ ਨੇ စုံအခြေခံချက်နှစ်ခုတော့ရှိပါတယ်ဆွေးနွေးပွဲနဲ့ပတ်သက်လို့ဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူတဦးအနေနဲ့ရောနိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ပါကျင့်တဲ့အားရမှုအပိုင်းကိုပြောပြပေးပါလားခင်ဗျာ ဟုတ်ကဲ့ဒါပထမဆုံးပေါ့နော်ဒီအစိုးရဘက်ကောင်းဆောင်ချင်းချင်းတွေ့ဆုံမှုဖြစ်တယ်ဆိုတော့ဒါကတော့ကောင်းတဲ့အချက်လို့ကောင်းတဲ့ initiative ပေါ့လေကောင်းတဲ့အချက်လို့ပြောလို့ရတယ်ဒါတော်လိုင်းကာနာ၄နှစ်ကာလအတွင်းမှာဒါကျွန်တော်တို့တီမောသမရာကြီးတို့ဘာလို့ ਨੇ တွေ့ဆုံတာသမရာကြီးချင်းချင်းဟလာတွေ့ဆုံမှုတွေတဝင်လွာပေးပို့မှုတွေလည်းရှိပါတယ်သမရာဟိုတီမောနဲ့ဆိုလို့ရှိရင်လည်းပဲဒါပေမဲ့အခုလိုမျိုး ဟိုပေါ့လေအာဆီယံချဲအနေနဲ့ရောအဲနောက်ပြီးတော့ခါကြတော့ဒီပေါ့နော်အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံကအစိုးရအဖွဲ့ခေါင်းဆောင်အနေနဲ့ရောဒီဘက် NUG ရဲ့အစိုးရအဖွဲ့ခေါင်းဆောင်နဲ့တွေ့ဆုံမှုကတော့ဒါက unique ဖြစ်တယ်ပေါ့နော်ဒီ၄နှစ်အတွင်းမှာဒါပထမဆုံးဖြစ်တဲ့အတွက်ကောင်းမွန်တဲ့အဲ initiative အစပြုမှုလို့တော့ကျမတို့မြင်လို့ရတယ်။သို့တော့တစ်ဖက်မှာလည်းပဲအဲကျမတို့တွေခုနပြောသလိုပေါ့နော် စင်ကုန်မှုတွေလည်းရှိကောင်းရှိနိုင်တယ်ခုနပြောတဲ့ဒီ humanitarian pause လို့ကိစ္စမျိုးတွေကိုကျမတို့ဘယ်လိုလဲတွေးကြကြအလုံးမှာလဲပေါ့ကျမတို့တော်လှန်ရေးကိုမထိကြိုက်ဘဲနဲ့ဘလူသွားမလဲဆိုတဲ့ဟာတွေကတော့ကျမတို့ကတတိထားပြီးတော့ cautiously ပေါ့နော်အဲခုနပြောတဲ့ humanitarian principle လို့ပြောတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးဆိုင်ရာအခြေခံမှုတွေကိုရောမထိကြိုက်ဘဲနဲ့ကျမတို့ဘလူထိရောက်တဲ့ အဲပေါ့နော်ဟိုဆက်ဆံရေးမျိုးဆက်လက်ပြီးတော့ထူထောင်ကြမလဲဆိုတာတွေအတွက်လည်းကျွန်မတို့ဟိုဆွေးနွေးဆောင်ရွက်ဖို့လိုအပ်ပါတယ်ဆိုတော့ initial ပြောရရင်တော့ကောင်းပါတယ်အဲဒါအခွင့်အလမ်းတစ်ခုလို့မြင်တယ်တစ်ဖက်မှာလည်းပဲအခွင့်အလမ်းဒီဟာစိန်ခေါ်မှုနဲ့အဲခေါင်းနဲ့ပန်းလို့ပဲပေါ့နော်တွဲနေတတ်အောင်လည်းကျွန်မတို့သတိပြုဖို့လိုပါတယ်မလေးရှားဝန်ကြီးချုပ်ကဆက်လက်ထိတွေ့ဆက်ဆံမှုကိစ္စတွေပြောသလိုယုံကြည်မှုတိဆောက်ရေးအရေးကြီးမှုကိုလည်းထည့်သွင်းပြောဆိုတာတွေ့ရပါတယ်ဒီချက်တွေကိုအန်ယူဂျီကဘယ်လိုသေးပဲဖွင့်ဆိုမလဲ ဘာတွေမျှော်လင့်လို့ရမလဲခင်ဗျဟုတ်ကဲ့အဲယုံကြည်မှုတိဆောက်တယ်ဆိုတဲ့ကိစ္စမှာဥပမာအပြည့်ခတ်တိုက်ခိုက်မှုရက်စဲတာပေါ့နော်ကျမတို့ကလည်းတစ်ပတ်သက်ဒီအဲထိုးစစ်တွေရက်မယ်ငလျင်နဲ့ငလျင်ဘေးဒဏ်တင့်ခံရတဲ့ area တွေနဲ့ဆက်ဆက်ဒေသတွေမှာကျမတို့အထိုးစစ်တွေရက်မယ်ဆိုပြီးတော့ကြေညာခဲ့တာရှိတယ်လို့အဲ့ဒါလည်းတပတ်တတန်းထပ်တိုးခဲ့တာရှိတယ်ပေါ့နော်တိတ်မဒီရက်တောင်ပြည့်ပြီဆိုတော့ကျမတို့အဲ့ဒါပြန်ဆွေးနွေးရအောင်မယ်အနေထားတော့ရှိတယ်ဆိုတော့ အဲအဲ့ဒီလိုအနေအထားမျိုးမှာစစ်ကောင်စီကလည်းနောက်ရက်ကျတော့ကြီးညာတယ်ပေါ့နော်ကြီးညာတာတော့တကယ်ဟိုဟိုပြောရမယ်ဆိုလို့ရှိရင်တော့အများကြီးပြန်ဆွေးနွေးစရာတွေရှိပါတယ်ဒါပေမဲ့ဒီမှာတော့မဆွေးနွေးတော့ဘူးဆိုတော့သူ့သူ့ ground ကနေသူတော့အဲလာအပြစ်ခတ်ရဲဆဲဖို့ဆိုတာမျိုးတွေကိုကျွန်တော်တို့ကြီးညာကြတာရှိတယ်ဒါပေမဲ့ဒါကဘလောက်လိုက်နာမှုရှိတယ်လေပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်မှာကျမတို့ကတော့ဟုတ်တယ်ထိုးစစ်တွေရက်ထားတယ်ဆိုတဲ့နေရာမှာကျမတို့စာထဲမှာထုတ်ပြန်ချက်ထဲမှာပါတဲ့အတိုင်း limited ဖြစ်တဲ့နေရာတွေမှာကျွန်တော်တို့ထိုးစစ်ရပ်တန့်ထားတာဖြစ်တယ်ပေါ့နော်အဲဒါပေမဲ့စစ်ကောင်စီကကြတော့ခုနကဒီလိုမျိုးဟိုကြီးညာပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေတော့သူ့ဘက်ကဇက်တိုက်လုပ်နေတာဖြစ်တယ်အခုဒီနေ့အခုစကားပြောနေတုန်းကိုဖြစ်နေတုန်းပဲပေါ့နော်ခုနအရက်သားအရက်ဖက်စစ်ဖက်မခွဲခြားတဲ့တိုက်ခိုက်မှုတွေဟာရခင်ရခင်ကအတိုင်းပဲသူတို့ဆက်ရှိနေတာမျိုးတွေရှိနေတော့ even အခု အဲဝန်ကြီးချုပ်နဲ့နော်မင်းအောင်လှိုင်နဲ့တွေ့ပြီးတဲ့အခြေအနေမျိုးမှာကိုပဲအခုတိုက်ခိုက်မှုတွေကဆက်ဖြစ်နေတာပေါ့နော်ဆက်ဖြစ်နေတာဖြစ်တော့အဲ့တော့ယုံကြည်မှုတိဆောက်ရေးဆိုတာကဒါကြောင့်ဘလောက်လိုက်နာတယ်လဲပေါ့နော်ဆိုတဲ့ဟာပေါ်မှာမူတည်ရဲ့ဒါကြောင့်ယုံကြည်မှုတိဆောက်ဖို့လိုတယ်ဆိုတဲ့ဟာကိုကျွန်မမူအားဖြင့်လက်ခံတယ်ယုံကြည်မှုတိဆောက်ဖို့ဆိုလို့ရှိရင်ဘလောက်ထိအကြံဖတ်မှုတွေကိုဟိုရက်တက်မလဲဆက်လုပ်နေတယ်လဲဆိုတဲ့ပုံမှာမြင်ရတယ်ပေါ့နော်အဲ့တော့ယုံကြည်မှုတိဆောက်ရေးကကျွန်မတို့တွေအဲစိန်ခေါ်မှုဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကို address လုပ်တယ်လို့ပဲကျွန်မနားလဲပါတယ် ။နောက်ပြီးလေးချောင်းဦးကြီးချုပ်ကသူ့အနေနဲ့ NUG နဲ့အနာသိစစ်ခေါင်းဆောင်တို့ကိုတရားစီတွေ့ဆုံခဲ့တဲ့ပေါ်နှစ်ဖက်စလုံးကကန့်ကွက်တာမရှိဘူးလို့ထုတ်ပြောပါတယ်။ဒီထုတ်ဖို့ပြောဆိုမှုအပေါ်ဝန်ကြီးဘလို့မြင်ပါလဲ။ဘာကြောင့်အဲ့ဒီချက်ကိုထုတ်ပြောတယ်လို့ယူဆပါလဲခင်ဗျာ။အဲ့တော့ကျမမြင်တာတော့လေမလေးရှားဝန်ကြီးချုပ်လည်းနိုင်ငံရေးအသမာပဲပေါ့နော်ဝါရှင်နိုင်ငံရေးအသမာတူပြီးတော့သူ့အပေါ်မှာလည်းစစ်ကောင်းဆောင်နဲ့တွေ့ဆုံနေတဲ့အပေါ်တွေမှာအဲပရက်ရှာတွေရှိတာ哦ဆိုတော့တတီဟာတွေကြောင့်လို့ကျမနားလဲတယ်ပေါ့နော်အဲဒါဝေဘန်တန်တွေကတော့ အဆုံးရှိကြတယ်စစ်ကောင်စစ်ကောင်စီနဲ့ထိတွေ့တဲ့သူမှန်သမျှမတက်တာဘူးပဲပေါ့နော်ဒါအမတန်တေချာတဲ့ကိစ္စပဲပေါ့နော်ဘာလို့လဲဆိုတော့ तू ကစစ်ရာဇဝတ်မှုကျွလွန်ထားတဲ့သူ ဖြစ်တယ်ဟလား ICC ကနေပြီးတော့ဖန်ဝရန်ထုတ်ခွင့်မတောင်းခံထားတဲ့သူဖြစ်တယ်ဟလားဒီအာဂျင်တီးနားတို့ဘာလို့မှအပါဝင်ပေါ့နော်ဒါတရားစွဲဆိုခံထားရတဲ့သူဖြစ်တဲ့အခါကျတော့ပြောရရင်တော့သွေးစွန်းနေတဲ့လက်နဲ့သွားပြီးတော့ထိတွေ့ရမယ်သူတွေဖို့ကတော့ ဒါနိုင်ငံရေးအဲတန်တမာရေး pressure တွေကရှိနေမှာပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်လဲထုတ်ဖို့ပြောကြားတယ်လို့ကျွန်မမြင်မိတယ်ထူးခြားတာတကူကတော့ကျွန်တော်တို့ကတော့ဟို equal balance communication ကိုပဲပြောပါတယ်ဘာဖြစ်လို့လဲဆိုတော့အထူးသဖြင့် chair အနေနဲ့တာဝန်ထမ်းဆောင်တဲ့နိုင်ငံကိုကျွန်တော်တို့ပြောတယ် bilaterally သွားနေရင်တော့ပုံစံတစ်မျိုးဖြစ်လိမ့်မယ်ကျွန်တော်တို့ဒါကတော့ concern ဖြစ်တာပေါ့နော်စစ်အာဏာသိမ်းမှုကိုတရားဝင်မှုမပေးဖို့လိုတယ်စစ်ကောင်စီကိုတရားဝင်အဲမှုမပေးဖို့လိုတယ်ဆိုတာကျွန်တော်တို့ရဲ့ position ဖြစ်တယ် သို့တော့ခုနပြောတဲ့ ASEAN 5 point consensus ကကျမတို့အပြည့်အဝသဘောမတူနိုင်စရာတွေရှိတော်냐လဲပဲကျမတို့က ASEAN ရဲ့အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့မူကရှိထားပြီးသားဖြစ်တယ်။ဒါကြောင့်မို့လို့အဲ့ဒီ ASEAN မှာဒီ5 point consensus မှာပါတဲ့ ASEAN special envoy ရဲ့ mandate တွေဖြစ်တယ်ပေါ့နော်။ဒါ stakeholder အားလုံးနဲ့ထိတွေ့ဆက်ဆံရမယ်ဆိုတဲ့အနေအထားမှာစစ်ကောင်စီကလည်း stakeholder အာတဖွဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်တရားဟိုသူဟိုထိတွေ့ရမယ်ဆိုတဲ့ပုံမှာကျမတို့ကအထွေအထူးကန့်ကွက်စရာမရှိဘူးသို့တော့အဲ့ဒီလိုထိတွေ့ဆက်ဆံတဲ့နေရာမှာတော့တရားဝင်မှုမပေးဖို့လို့လိုတယ်ဆိုတဲ့ဟာကတော့ကျမတို့တောက်လျှောက်ဒါအာဆီယံမှမဟုတ်ပါဘူးဘယ်နိုင်ငံကိုမဆိုကျမတို့ပြောဆိုဆွေးနွေးနေတယ်ဆွေးနွေးချက်တွေဖြစ်တော့ကျမတို့ဘက်ကဒါတွေးဆမှုပုံမှာ equal balance ဖြစ်တယ်အဲဟိုဘက်လည်းတွေ့တယ်ဒီဘက်လည်းတွေ့တယ်နောက်ပြီးအဲ့တွေးဆမှုကလည်း public ဖြစ်တယ်ဆိုတာကျွန်တော်တို့ကန့်ကွက်စရာမရှိဘူးကျွန်တော်တို့ပြောစရာရှိတာကိုပုံမလင်းလင်းပြောသွားဖို့ပဲဖြစ်ပါတယ်မလေးရှားဝန်ကြီးချုပ်အနေနဲ့အာနာသိစစ်ကောင်းဆောင်ကိုလက်ခံတွေ့ဆုံမယ်ဆိုလို့ဝေဖန်ပြစ်တင်တာခံခဲ့ရပါတယ်ဝေဖန်ပြစ်တင်ခံရတာတွေနည်းအောင်လို့မို့ NUG ကိုပါ online ကနေတွေ့တာလို့သုံးသပ်မှုတချို့လည်းရှိပါတယ်ဒီပေါ်ဝန်ကြီးနေနဲ့ဘယ်လိုများတုံ့ပြန်ကြမှာလဲဒါတော့ကာယကံရှင်ကိုရိုင်းပဲတိမာပေါ့နော်ခုနပြောတဲ့ကျမတို့လက်တွေ့ကြတဲ့မြေပြင်အခြေအနေတွေနဲ့ဆက်ဆက်မှုရှိတယ်ဆိုတဲ့အချက်ကိုလည်းပြစ်ပယ်ထားလို့မရဘူးလို့ မြင်နေ။နောက်တစ်ခုကကြတော့တကယ်တော့ online ကတွေးဖို့တဲ့ကျွန်တော်တို့ပထမအဦးဆုံးစတင်စီစဉ်ခဲ့တာကလူချင်းတွေးဖို့လို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ logistic ကိစ္စအဲနောက်ပြီးတော့ခါကြတော့လုံခြုံရေးကိစ္စပေါ့နော်တွေးမဲ့နေရာအဲ host country အနေအထားတွေကဒီအချိန်တိုတိုတွင်းမှာစီစဉ်ဖို့လို့ရခက်ခဲဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖြစ်အောင်တော့တွေးမယ်အဲပေါ့နော်ဒီတစ်ဖက်နဲ့တွေးရင်တစ်ဖက်နဲ့တော့ တွေ့မအောင်ရမယ်ပေါ့နော်လူချင်းတွေ့ဖို့စစီစဉ်တာဖြစ်ပါတယ်ဒါအခုဒီတခြားလုံခြုံရေးဆိုင်ရာနဲ့ဒီလမ်းကြောင်းဆိုင်ရာအခက်အခဲတွေကြောင့်မို့လို့ဒါ virtually တွေ့လိုက်ရတာဖြစ်ပါတယ်မလေးရှားဦးကြီးချုပ်ကအာနာသိန်းစစ်ကောင်းဆောင်ကိုတွေ့ဆုံမဲ့ပေါ့ NUG နဲ့မဟာမိတ်တော်လိုင်းအင်အားစုတွေက MB 16ရာမှာကန့်ကွက်ခဲ့ကြတယ် MB 19ရာမှာမလေးရှားဦးကြီးချုပ်နဲ့စစ်ကောင်းဆောင်မရောက်နိုင်လို့ဘန်ကောက်မြို့မှာလူချင်းတွေ့ခဲ့ကြတယ် MB 17ရာမှာကျတော့မလေးရှားဦးကြီးချုပ်က NUG ကိုပဲတွေ့သွားတယ်ဒီချိန်တွေက NUG နဲ့တော်လိုင်းအင်အားစုတွေကြားနားလည်မှုလွယ်မမှုမျိုးမဖြစ်အောင် ဘလို့လုတ်ကန်ဆောင်ရွက်ထားပါလဲမလေးရှားဝန်ကြီးချုပ်ကကျန်တလိုင်းအင်အားစုတွေကိုဘာကြောင့်မတွေ့ခဲ့တာလို့ထင်ပါလဲအဲကျမနားလည်တလို့တော့ဒီတော်လိုင်းမြမပြည်မှာပေါ့နော်နိုင်ငံတကာက engage လုပ်ရတဲ့အခါပြဿနာက actor စီတအားများတယ်ဆိုရယ်ညှိတွားမှုကျမတို့ခဏခဏကြားရတယ်ပေါ့နော်ဒါကြောင့်ကျမတို့ဟိုနိုင်ငံတကာမှာဆက်ဆံတဲ့အခါမှာတတန်နဲ့ထွက်ဖို့လို့ပေါ့နော် ဟိုဟိုဆိုတဲ့ကိစ္စကကျမနေ့နေ့စဉ်နဲ့အမျှပေါ့နော်ဒီတန်တမန်ဆက်ဆံရေးမှာနိုင်ငံတကာဆက်ဆံရေးမှာကြုံတွေ့နေရတဲ့စိန်ခေါ်မှုပဲဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ကျမတို့ကခုန NUG အနေနဲ့ကမဟာမိတ် များနဲ့ခုန K2C ဆိုလဲ K2C ပေါ့နော်ဟလာဒီအတန်တူအောင်လို့ joint statement ညီကျမတို့ထုတ်ခဲ့တာရှိတယ်ဆိုတော့ဒါကြောင့်ကျမတို့ကဒီလူဒီ stakeholder အများကြီးနဲ့မတွေ့ဘူးကျမတို့ NUG နဲ့ပဲတွေ့လဲကျမတို့ basically ပြောတာကဒီ joint statement နေပေါ့နော်ဒီပူးတွဲကြေညာချက်တွေနိုင်ငံရေး position တွေနိုင်ငံရေးသဘောတူညီချက်တွေကအတန်ကိုပဲအဲကျမတို့ကကိုစားပြုပြီးပြောတာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့နဲ့တွေ့ဆုံမှုအတွေ့အဲကိုစားပြုမှုအပိုင်းမှာတော့ ဘယ်အတန်ကိုကိုစားပြုတ်မလဲဆိုတာကကျမတို့အတွက်ကရှင်းရှင်းလင်းလင်းရှိပါတယ်တစုတစ်ဖွဲ့တဦးတည်းရဲ့အတန်ကိုကျမတို့ကိုစားပြုတ်ပြီးပြောလို့မရပါဘူး NUG အနေနဲ့ NUG ရဲ့မှုလည်းမဟုတ်ဘူးဒါကြောင့်ခုနပြောတဲ့တော်လိုင်းအင်အားစုများရဲ့အတန်အဲသဘောတူညီချက်တွေဒီအပေါ်မှာကျမတို့အခြေခံပြီးပြောရတာဖြစ်တယ်ဒါကြောင့်မို့လို့လည်းပဲ joint statement ကိုကျမတို့အော်ထုတ်ပြန်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဒီအခြေအနေပေါ်မှာဒီ position ရှိတယ်အတွေ့ဒီ humanitarian နဲ့ပတ်သက်တဲ့ အကူအညီပေးရမှာဆိုလို့ရှိရင်လည်းကျမတို့က deposition deposition တွေရှိတယ်ဆိုတဲ့ဟာကကျမတို့ join ပေါ့လေပူတွဲစာတွေရေးသားပေးပို့ခဲ့တာတွေရှိတယ်ဆိုတော့ဒါကြောင့်ဒီတွဲဆောင်မှုမှာလည်းပဲဒီအခြေခံတွေအပေါ်မှာပဲကျမတို့ကရက်ခံပြီးတော့ဆွေးနွေးသွားတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့တော့အဲ့အတွက်တော့အများကြီးဟိုတန်တူကြောင်းခွဲအဲဖြစ်မှာကိုစိုးရင်စရာမလို့ကျမတို့တောက်လျှောက်ထိတွေ့ဆွေးနွေးမှုတွေအေးရှိနေတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့အမှန်နဲ့အစုအဖွဲ့အကုန်လုံးတည်းတော့ အစုအဖွဲ့အကုန်လုံးနဲ့တော့ဟိုမှာအဖွဲ့30ရှိမလား40ရှိမလားအကုန်လုံးနဲ့တော့ကျမတို့လည်းမတွေ့နိုင်သလိုကျမတင်တဲ့နိုင်ငံတကာလည်းအဲ့ဒီလိုတွေ့ရတာအရင် exhaust ဖြစ်တယ်တွေ့တဲ့ခါတိုင်းလည်းတယောက်တစ်မျိုးတွေဖြစ်နေတယ်ဆိုတော့ဝိပဿနာတွေကကျမတို့နေ့စဉ်နဲ့မျှကြားနေရတော့ဒါကိုကျမတို့အတက်နိုင်ဆုံး unify ဖြစ်တဲ့ voice ကိုရအောင်လို့တော့ညှိနှိုင်းဆွေးနွေးပြီးတော့မှတို့တွဲဆုံမှုတွေမှာ common ဖြစ်တဲ့အချက်တွေကိုပဲဆွေးနွေးတာဖြစ်ပါတယ်။အာဆီယံလက်ချောက်ဥက္ကဋ္ဌအနေနဲ့မြောက်နိုင်ငံကိုစတင်လက်ခံတွဲဆုံတာစစ်ကောင်စီကိုတရားဝင်မှုပေးလိုက်တဲ့ပုံစံမျိုးဖြစ်နိုင်ပါလား။ ဒီလိုအခြေအနေမဖြစ်အောင်ဒေါ်လာရင်းအင်အားစုတွေကဘယ်လိုတုံ့ပြန်မှုရှိပါအောင်မလဲဟုတ်ကဲ့ဒါကတော့ဟိုတုံ့ပြန်ခဲ့ပြီးဖြစ်တယ်လို့ကျွန်မပြောချင်တယ်ပေါ့နော်ဆိုတော့ခုနဒီသတင်းထွက်ပြီးဆိုတော့ကျွန်တော်တို့တွေအထူးသဖြင့်တော့ဒီ K2C နဲ့ NUG နဲ့တွေ့ပြီးတော့ ဒီပူးတွဲတွေ့ခဲ့တာရှိပါတယ်။ပွင့်လင်းပြောင်း K2C နဲ့ NUG နဲ့ ASEAN Special Envoy နဲ့လည်းပူးတွဲတွေ့ပြီးဒါတွေပြောခဲ့တယ်။တွေ့ပြီးတဲ့နောက်မှာကျွန်တော်တို့ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်တယ်။ထို့အတူပဲခုနကစကားမိကုံးမှာကြံခဲ့တာဆက်ရလို့ရှိရင်ပေါ့နော်။ဒါ NUG နဲ့ကြီးပဲတွေ့နေတာတော့မဟုတ်ပါဘူး။ NUG နဲ့စကားစားနဲ့ကြီးပဲတွေ့နေတာတော့မဟုတ်ဘူး။မလေးရှားအနေနဲ့ရော ASEAN Envoy အနေနဲ့ရောတခြားခုနကတိုင်းသားတော်လိုင်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ရောတွေ့ဆုံမှုတွေ ရှိပါတယ်သူတို့လုပ်နေတာသတင်းမထုတ်ပြန်တာတွေဒါရှိတယ်ပေါ့နော်နောက် stakeholder meeting ဆိုတာလည်းသူတို့အဲလုံလုံဖို့လို့စီစဉ်နေတာရှိတယ်ဆိုတော့သူတို့အတန်မျိုးစုံတော့သူတို့နားထောင်มาဖြစ်တယ်ပေါ့နော်ဒါကြောင့်အခုအဲဟိုစစ်ကောင်စီကိုတရားဝင်မှုမပေးဖို့ဆိုလို့ရှိရင်ကျမတို့က united ဖြစ်နေဖို့လိုတယ်ကျမတို့အချင်းချင်းညီညွတ်နေဖို့လို့လိုတယ်နိုင်ငံရေး position ရညီညွတ်နေဖို့လို့တို့လို့ပြောတဲ့ဆိုတဲ့အချင်းကတ်တဲ့နေရာတွေမှာလည်းပဲပေါ့နော်တခါတခါ multilateral ပေါ့နော်စုစည်းပြီးတော့ platform တခုထဲမှာသွားတွေ့ရတာရှိသလိုတခါတခါလည်းကျမတို့ bilaterally ပေါ့နော် NUG နဲ့ bilateral တွေ့မယ်တခြား EAO များနဲ့အဲဒီပေါ့နော် ASEAN Special Envoy တို့ဘာလို့ねအဲ now UN Special Envoy တို့နဲ့ bilateral တွေ့ကြမယ်ဆိုလို့ရှိရင်လည်းပဲကျမတို့အတန်တူအောင်လို့ကျမတို့ညှိထားကြဖို့လိုတာပေါ့နော်ဒါမှသာလျှင်တစ်ဖက်ကစစ်ကောင်စီကိုလည်းပဲအဲခုနပြောသလိုပေါ့နော်တရားဝင်မှုမရှိအောင်ကျမတို့ဘက်ကနေပြီးတော့ကာကွယ်ပြီးသားဖြစ်မယ်ဒါကြောင့်မို့လို့ကျမတို့ရဲ့ညှိညွတ်မှုကအရေးကြီးပါတယ်စစ်ကောင်နှစ်ချက်ပေါ့နော် နိုင်ငံတကာကိုလည်းကျမတို့ကအတိမတ်မပြုတ်ဖို့လို့တားဆီးဖို့လို့ပြောရမှာဖြစ်တယ်လို့လက်တွေ့အမြေပြင်မှာထိန်းချုပ်မှုတွေအရာလဲကျမတို့သက်တည်ပြဖို့လိုတယ်။နောက်တစ်ခုကကျမတို့ရဲ့နိုင်ငံရေးအရစူးစီးညီညွတ်မှုအ unify ဖြစ်တဲ့ voice ပေါ့နော်စူးစီးတဲ့အသံအဲစီးလုံးညီညွတ်မှုကလည်းအမှန်တမ်းအရေးကြီးတယ်လို့ကျမမြင်ပါတယ်။ရှေ့လုံးမဲ့အာဆီယံထိပ်သီးအစည်းအဝေးနဲ့အာဆီယံဆက်ဆက်အစည်းအဝေးတွေမှာစစ်ကောင်စီကိုတက်ရောက်ခွင့်ပြုမယ်ဆိုရင်ဒေါ်လာအင်အားစုတွေကလက်ခံမလားဒီချိန်နေရောက်မလားအောင်ရောက်လာရင်ဘယ်လိုတုံ့ပြန်မလဲဆိုတာရှင်းပြပေးပါလား။ ကျွန်တော်တို့လုံးဝလက်ခံမှာမဟုတ်ပါဘူးစစ်ကောင်စီကအဲအခု non political representative မရဘဲနဲ့ပေါ့နော်ဒီခုနပြောသလိုတခြားသော senior official တွေသွားပြီးတော့တက်နေတဲ့အစည်းအဝေးတွေမှာတော့ကျွန်တော်တို့ကန့်ကွက်စာတွေပေးပို့ထားတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီဟာမြန်မာပြည်သူလူထုရဲ့အတန်ကိုကိုစားမပြုတ်နိုင်ဘူးဆိုတာအင်မတန်သေးကြတယ်ဆိုတော့ဒါဒီအတွက်ကြောင့်မို့လို့ ASEAN Family တဲကိုသွားမယ်ဆိုမှ ASEAN People Forum လိုမျိုးတွေရှိတယ်ပြည်သူ ASEAN တွင်းမှာ meeting နေတိုင်ရတဲ့ပြည်သူလူထုရဲ့အတန်ကိုကိုစားပြုတ်နေတဲ့ forum လိုမျိုးတွေလည်းရှိသလိုအဲ့ဒီနောက်တစ်ခုကကြတော့ဒီ ASEAN ထိပ်သီးခေါင်းဆောင်များဆိုတာကတကယ်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုကိုစားပြုတ်တဲ့ပြည်သူကိုကိုစားပြုတ်တဲ့ခေါင်းဆောင်တွေဖြစ်ရပါမယ်ဒါမင်းအောင်လိုင်းနဲ့စကစားဟာဘလို့မှအတိမတ် မပြုတ်ဘူးဟိုတည်သူကိုလည်းကိုစားမပြုတ်ဘူးဆိုတာကျမတို့တောက်လျှောက်ပြောဆိုနေခဲ့တာဖြစ်တယ်ဒါကြောင့်မို့လို့ဟိုမြန်မာနိုင်ငံကိုပိုင်ပြီးရောပေါ့နော်စေကောင်းဆောင်ကိုဆွဲတင်မယ်ဆိုတဲ့ဟာမျိုးကိုတော့ကျမတို့ကပြက်ပြက်သားသားစန့်ကျင်သွားမှာပဲဖြစ်ပါတယ်ဘန်ကောက်ဆိုးနေဖွဲ့အကြောင်းပြန်ဆက်ချင်ပါတယ်ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ဝန်ကြီးရဲ့အမြင်ကိုမေးချင်ပါတယ်သူ့ကိုမလေးရှားဝန်ကြီးချုပ်ကအလို့သဘောအချံပြီးအဖြစ်ခန့်အပ်ထားတယ်ဒီဘန်ကောက်ဆိုးနေဖွဲ့တွေရဲ့နောက်ကွယ်မှာတက်ဆင်ရှိနေတယ်တက်ဆင်ပါဝင်မှုနဲ့ပတ်သက်လို့ UNG နေနဲ့ ဘာမှချက်ပြုတ်ခြင်းမလဲဘာလို့တည်ထားဖို့လိုပါမလဲအဲသူတဖြစ်တော့အဲဒီဝန်ကြီးချုပ်ဟောင်းတက်စင်ကကျမတို့အင်းနီနာချင်းအလေးထားရတဲ့ထိုင်းနိုင်ငံကဝန်ကြီးချုပ်ဟောင်းဖြစ်တယ်ဆိုတော့ကျမတို့မမေ့သင့်ဘူးပေါ့နော်မမေ့သင့်ဘူးဒါကြောင့်မို့လို့နှစ်နိုင်ငံဆက်ဆံရေးအေးကိုလည်းကျမတို့ကကောင်းမွန်ခြင်းတဲ့အတွက်ကြောင့်မို့လို့ဒါကိုထက်သွင်းစဉ်းစားဖို့လို့တော့လိုပါတယ်နောက်တစ်ခုကကြတော့ထိုင်းနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေလည်းကျမတို့စောင့်ဝါမိဖို့လိုတာပေါ့နော်ဆိုတော့ဒါကြောင့်ကျမအနေနဲ့ကတော့ အထွေထူးမှတ်ချက်မပေးလိုပါဘူးဒါကမလေးရှားဝန်ကြီးချုပ်ရဲ့အဲသူ့ရဲ့ individual ပေါ့နော်အလွတ်သဘောအကြံပေးလို့ပြောတဲ့အတွက်ကြောင့်မလို့မြမအရေးကိုချင့်ကပ်တဲ့အခါမှာတော့ဒါထိုင်းရဲ့ပေါ့နော်အိနီနာချင်းကနိုင်ငံတနိုင်ငံရဲ့ပေါ့နော်တွေ့ကြုံရှိတဲ့ဝန်ကြီးချုပ်တူရဲ့အတန်ကိုနားထောင်တဲ့နဲ့အဲတွစ်ဆိုဟိုဘယ်လိုပြောမလဲသူ့အကြံပြုချက်ဒီဟိုလိုရယ်လို့ထင်လို့ဒါကမလေးရှားဝန်ကြီးချုပ်ရဲ့ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်ဆိုတော့ဒီအပေါ်မှာကျွန်မအနေနဲ့တော့အထွေထူးမှတ်ချက်ပေးစရာမရှိပါဘူးမလေးရှားကအာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တော့ဒီနှစ်အတွင်းအာဆီယံနဲ့ NUG ကြားကဆက်ဆံရေးဘာတွေမျှော်လင့်လို့ရမလဲထူးထူးခြားခြားဘာတွေဖြစ်နိုင်မလဲအဲထူးထူးခြားခြားဆိုတာကအခုအခုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအခြေအနေဘောပဲအဲခြေခံတဲ့ချင်းကပ်မှုတွေ အဲနောက်ပြီးတော့မလေးရှားကလည်းတော်တော်လေး proactive ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်သူချဲတာဝန်ထမ်းဆောင်တဲ့အခါမှာဖြစ်လို့ကလည်းမရတယ်လို့မူလကလည်းဖြစ်ပြီးသားဖြစ်တယ်လို့ issue ကလည်းရှိလာတော့ဒီအပေါ်မှာတော့သူတို့ team like ဟိုတော်တော်လေးအလုပ်လုပ်နေတာကိုတွေ့ရတော့ဒီအာဆီယံချဲမလေးရှားတာဝန်ယူထားစဉ်ကာလမှာဒီအာဆီယံနဲ့အဲကျမတို့တွေဆက်ဆံရေးကတော့ပို့ပြီးတော့ back and forth ပေါ့နော်နီးနီးကပ်ကပ်အဲဖြစ်လာတဲ့အနေအထားမျိုးတော့ရှိပါတယ်ဆိုတော့အဲ့ဒါကဘလောက်ထိ အဲကျမတို့အခုတော်လှန်ရေးနဲ့ပြည်သူလူထုလူလားချက်ကိုဟိုအထောက်အကူဖြစ်မလဲဆိုတာကတော့ဟိုစောင့်ကြည့်အောင်ပါဗောနော်အခြေအနေခုမရောက်ခင်းနေတော့ကျမတို့ဒါကိုဆုံးဖြတ်ချက်အဲဒီအကဲဖြတ်ချက်တွေပြေးဖို့လိုခက်တယ်တော်တော်ဒါပေမဲ့တေချာတာကတော့ကျမတို့ engagement တွေကတော့ပို့ပြီးတော့ကုလူဆက်ဆံမှုတော့ပို့ရှိလာပါလိမ့်မယ်မကြတဲ့ခင်ကပဲဝင်းကြီးပြောတာရှိပါတယ် UN Special Envoy နဲ့ ASEAN Special Envoy တို့အနေနဲ့ NUG နဲ့တိတ်တဆိတ်တွေ့ဆုံတာတွေထက်နောက်တစ်ဆင့်တက်ပြီးလူသိရှင်ညာတွေ့ဆုံတာတွေလုပ်ဖို့တောင်းဆိုတာ တိုက်တွန်းတာရှိပါတယ်ဒီအရွေးတွေမကြခင်ဖြစ်လာနိုင်မလားဟုတ်ကဲ့ဖြစ်လာနေပြီလို့ပြောလို့ရပါတယ်ပေါ့နော်ဒါအခုဥပမာတစ်ခုပေါ့နော်ဒီဝန်ကြီးချုပ်အချင်းချင်းတွဲဆောင်မှုကိုကျမတို့ public လောက်လာတယ်နောက်တစ်ခုကကျတော့ဒီ UN special envoy နဲ့လည်းကျမပြောပြပါတယ်တင်းစားရှင်းလင်းမလုပ်ခင်အဲကျမတို့တွဲဆောင်မှု UN special envoy office နဲ့ကျမတို့ ် NUG နဲ့ကျမတို့ထိတွေ့ဆက်ဆံနေတဲ့ဟာကိုကျမတို့ဘယ်လောက်ထိ disclose လုပ်လို့ရမလဲပေါ့နော်ဆိုတော့ဒါကသူ့ဘက်ကလည်းရှင်းပါတယ်ဒါထိသူသူသူ့ရဲ့ mandate လည်းဖြစ်တယ်လीကျမတို့ဒီ employee တွေကို encourage လုပ်တာကို mandate ကိုကိုတင်းတင်းရင်ကျင့်သုံးဖို့လို့ပြောတာပါကျမတို့ကကြော်လုံပြီးတော့မဖြစ်နိုင်တာတွေကိုတောင်းဆိုနေတာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ဒီကိစ္စကလည်းပဲအဲတိတ်အခက်ခဲရှိမဲ့ကိစ္စတော့မဟုတ်ဘူးတွေးဆမှုတွေကတွေးဆတာတော့တွေးဆတယ်လို့တော့ကျမတို့ပြောခွင့်ရှိရမယ်လीเนาะဆိုတော့အဲ့ဒီဟာကတော့ဖြစ်လာလိမ့်မယ်လို့ကျမပြောလိုက်ပါတယ် နောက်တစ်ခုကမြန်မာနိုင်ငံမှာငလင်ဘေးကြီးဖြစ်ခဲ့ပြည်သူတွေများစွာတေကြီးပြက်စီအတိတ်ဒုက္ခရောက်ကြပေမဲ့ဒီငလင်ကိုအကြောင်းပြုပြီးစစ်ကောင်းဆောင်ကတော့နိုင်ငံတကာအထူးသဖြင့်အင်ဒီဂျင်းနိုင်ငံတွေရဲ့ထိတွေ့ဆက်ဆံမှုကိုပြန်လည်ရရှိလာတယ်လို့သုံးသပ်မှုတွေထွက်ပေါ်လာပါတယ်။ဒါကတကယ်ပဲအာဏာသိမ်းစစ်ကောင်းဆောင်ရဲ့ငလင်အကြောင်းပြုနိုင်ငံရေးအမျက်ထုတ်မှုလားဒီပေါ်မှာဘာပြောချင်ပါလဲ။စိုးရိမ်မှုတစုံတရာရောရှိပါလား။ဟုတ်ကဲ့အဲစိုးရိမ်မှုရှိသလားဆိုလို့ရှင်တော့ဒါကျမတို့ကဒီတော်လှန်ရေးကာလမှာလေ ဒီစစ်အာဏာရှင်နဲ့ဒီအာဏာသိမ်းမှုကိုအတိမတ်ပြုတ်တဲ့အဲတရားဝင်မှုပေးတဲ့ဘဲ engagement မဆိုဘောနော်မဖြစ်အောင်တော့ကျွန်တော်တို့ကတောက်လျှောက်ပေါ့လေအဲတတိလက်လို့မဖြစ်အောင်စောင့်ကြည့်နေရတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့တစ်ဖက်မှာလည်းအခုဟာကတကယ်ကို natural disaster ကြီး ဖြစ်လာတဲ့ခါကျတော့နေပြည်တော်မှာဒီပင်လျင်ဒါလူသားတွေပဲပေါ့နော်အားလုံးကဒါခံစားရတာဖြစ်တဲ့အတွက်ဒီအခြေခံပေါ်မှာကျွန်တော်တို့ကတော်လှန်ရေးကိုလည်းမထိခိုက်စေခုနပြောတဲ့ humanitarian ground ကနေလေအဲပေါ့နော်ဟိုဘယ်လိုပြောမလဲဟိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီဆိုတာ discriminate ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ပေးရတာပေါ့နော်ဒါကြောင့်အဲ့ဒီလိုမြန်မြန်တတ်တတ် ဖြစ်ဖို့လို့ကိုလည်းကျမတို့ကရက်တည်ရတယ်။နောက်တစ်ဖက်မှာလည်းပဲခုနကပြောတော့အဲ့ဒီလိုလုံရင်းနဲ့နိုင်ငံရေးအရာအတုံးချမခံရဖို့လို့ပေါ့နော်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာခေါင်းစဉ်နဲ့တော်တော်ပြီးတော့ခုနစစ်ကောင်စီကိုတရားဝင်မှုပေးတဲ့ဆက်ဆံမှုမျိုးမဖြစ်ရအောင်လို့တော့ကျမတို့သက်ဆိုင်ရာပေါ့နော်ဒီ humanitarian agency တွေသက်ဆိုင်ရာအလှူရှင်နိုင်ငံတွေခုနပြောတဲ့ကုလသမဂ္ဂတို့ ASEAN အပါအဝင် association တွေကိုတော့ကျမတို့ကထောက်လျှောက်ပြောနေရတာ ်ဖြစ်တယ်ပေါ့နော်ဒီဒီဟာကအရန်အရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့အတိုင်းပြည်မှာဖြစ်နေတဲ့အခုလူသားချင်းစာနာထောက်ထားမှုဆရာအခုအညီတွေလိုအပ်မှုရဲ့ပေါ့နော်အခြေခံ ground ကိုမမေ့စေချင်တာပေါ့နော်မမေ့စေချင်ဘူးဒီဒီ disaster ကြောင့်မို့လို့မူလရှည်ရဲဆွဲဖြစ်နေတဲ့ကျွန်တော်ပြည်ရဲ့ပြဿနာကိုမေ့ပြီးတော့တရားမမှုပေးလိုက်လို့တော့မရပါဘူးဒါကြောင့်ကျွန်တော်တို့ဒါကိုအမြဲတမ်းတတိကြီးကြီးနဲ့စောင့်ကြည့်ပြီးတော့အော်ဘယ်လိုပြောမလဲနော် balance လုပ်နေရတယ်စောင့်ကြည့်ပြီးတော့ကျွန်တော်တို့ ဟိုသတိပေးနေရတဲ့အနေအထားမျိုးတော့ရှိပါတယ်အခုလိုဆွေးနွေးပွဲဖြစ်ထွန်းလာတဲ့အချိန်ဒီမှာတချို့တော်လှန်ပြည်သူတွေကလည်းစိုးရိမ်တာရှိပါတယ် NUG ကစီအိုစုနဲ့ဒိုင်အလော့လုပ်တော်မလားပေါ့2024ဇန်နဝါရီလကုန်မှာ NUG နဲ့တော်လှန်ရေးမိဖက်တွေပူးတွဲထုတ်ပြန်ခဲ့တာသတိထားမိပါတယ်ဒီဘုံသဘောထားယက်တိချက်ထဲကဥတီချက်6ရက်နဲ့ကန့်ညီမှာစီအိုစုနဲ့ဆွေးနွေးမယ်လို့မှတ်သားမိပါတယ်ဆိုတော့ NUG နဲ့စီအိုစုဒိုင်အလော့နဲ့ပတ်သက်ပြီးစိုးရိမ်နေတဲ့ပြည်သူတွေကိုဘာသတင်းစကားပေးချင်ပါလဲဘာပြောချင်ပါလဲ ဟုတ်ကဲ့အဲကျမတော့ NUG အပေါ်မှာဒီတော်လန်ရေးအပေါ်မှာထားရှိတဲ့အဲတစ္ဆာတရားပေါ့နော်။နောက်ဒီလူတို့ရဲ့ဒီတော်လန်ရေးအပေါ်မှာလူတို့ကဘာမျှော်လင့်လဲဆိုတော့ကျမတို့ကောင်းကောင်းသိတယ်။ဒါစနစ်ပြောင်းတာကိုလိုချင်တာစစ်တပ်နိုင်ငံရေးကထွက်သွားတာကိုလိုချင်တယ်နော်။နောက်ပြည့်ခါကျတော့ဖန်းစီထိမ့်သိမ်းခံထားရတဲ့ခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့အရေးကြီးတယ်။နောက်တစ်ခုကကျတော့အခုပြည်သူလူထုကိုအကြမ်းဖက်တိုက်ခိုက်နေတဲ့တိုက်ခိုက်မှုတွေကို ရက်တံဖို့လို့လိုတယ်အဲနောက်တစ်ခုကကြတော့လေ accountability ပေါ့နော်ဒီဒီဘယ်လိုပြောမလဲလူသားတွေပေါ်မှာကျူးလွန်နေတဲ့ယာစွေးမှုတွေအတွက်တရားမျှတမှုလိုအပ်တယ်ဆိုတော့ဒီဟာတွေကကျမတို့ဒီတော်လိုင်းရေးမှာထဲ့သွင်းမစင်းစားလို့မရတဲ့ကိစ္စတွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ခုနပြောတဲ့ကျမတို့အခြေခံ6ရက်မှလည်းဒါတွေပါပြီးသားဖြစ်တယ်ဆိုတော့ဒီဒီမှုတွေနောက်ဒီတိုင်းပြည်ရေပေါ့နော်လိုအပ်ချက်တွေပေါ်မှာကျမတို့ကဘယ်တော့မှ မျက်ကွယ်ပြုတ်သွားမှလည်းမဟုတ်တလို့ဒါအောင်မျက်ကွယ်ပြုတ်ပြီးတော့စစ်ကောင်စီနဲ့တွဲဆုံဆွေးနွေးဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူးဆိုတာလေးတော့ကျွန်မပြောချင်တယ်။ဒါကြောင့်မို့လို့ဟိုအရန်ကြီးမစိုးရိမ်ဖို့လို့လူတယ်လို့ကျွန်မမြင်တယ်။ကျွန်မတို့ပြည်သူလူထုအပေါ်မှာဒီလိုအပ်ချက်တွေဘာကြောင့်ဒီတော်လိုင်းကြီးဖြစ်နေရလဲဆိုတဲ့အပေါ်မှာကျွန်မတို့ဘရောမမျက်ခြေပြတ်မှာမဟုတ်ပါဘူးလို့ပြောချင်ပါတယ်။ဝန်ကြီးနေနဲ့ဘာများထပ်ဖြစ်ပြောချင်တာရှိအောင်မလဲခင်ဗျ။အာဟုတ်ကဲ့အဲအခုဒီမြန်မာနှစ်တစ်ကုလာခဲ့တာတရက်နှစ်ရက်ပဲရှိသေးတယ်ပေါ့နော်။ဆိုတော့ အာနှစ်တစ်မှာလည်းပဲကျမတို့ဟိုပျော်စရာရွှင်စရာတွေနဲ့တော့နှစ်ကူးခဲ့ရတော့မဟုတ်ဘူးတိုးတော်လည်းပဲကျမတို့နှစ်ကူးအပြောင်းလဲလိုမျိုးပဲပေါ့နော်ကျမတို့တော်လန်ရေးအတွက်ကျမတို့ပြည်သူလူထုလိုချင်နေတဲ့အပြောင်းလဲကိုပေါ်ဆောင်နိုင်ဖို့လို့တော့ကျမတို့အစွမ်းကုန်စူးစမ်းနေပါတယ်ဆိုတာကိုပြည်သူလူထုကိုသတင်းစကားပေးခြင်းနဲ့ပေါ့နော်ဒီနှစ်သက်ဟာစိန်ခေါ်မှုတွေနဲ့အတူအောင်မြင်မှုတွေကိုလည်းမြင်နိုင်တွေ့နိုင်မဲ့ ပြောင်းဟိုကောင်းမွန်တဲ့အပြောင်းလဲတွေကိုပေါ်ဆောင်တဲ့နှစ်တစ်နှစ်ဖြစ်ပါစေလို့လည်းကျွန်မအနေနဲ့ဆန္ဒပြုပါရစေဆုတောင်းပါရစေလို့ကျေးဇူးပါ